မင်္ဂလာပါကျွန်တော်တို့ဒီဥစားတော့ PNC အခြေခံနေပေါ့နော်အခြေခံနေဥမှဒါပြမစာတွေ့လို့ပြောလို့ရပါတော့စာတွေ့ကျွန်တော်တို့နမူနာလေးတွေနဲ့ရေးထားပေါ့လက်တွေ့ PNC တော့ပြမထားပေါ့အဲ့တော့ဒီ PNC မျိုးစားကတော့ဒီမှာဘာဟိုနမူနာယူထားလဲဆိုအန်လက် PNC ယူထားပေါ့နော်ကိုရီးယားမိတ်ကိုရီးယား PNC ကိုယူထား CD ရတော့ master 120ပေါ့နော်ဒါကတော့ PNC C လေးပါ game master 120ကျွန်တော် import ဒီမှာဘယ်လိုကြီးပါလဲဆိုရင် b00 b001 b003 စသဖြင့်ပေါ့နော်ပြီးတော့ output ဒီမှာကျတော့ p40 တို့ p41 42ဆိုပြီးတော့အဲ့လိုမျိုးစသဖြင့်နောက်ဒီမှာလာပါ cd လာသွားအဲ့တော့ဒီမှာအဓိကကအခြေခံယူထားတဲ့ဟာလေးပေါ့နော် status store ပြင်ပြီးတော့ cover တွေပြင်ပြင်ယူထားတဲ့နမူနာလေးတွေပေါ့ ဒါဒီမှာတော့ပုံချမ်းလေးပဲဆက်ပုံချမ်းလေးပေါ့နော်အဲဒီမှာဆိုရင်စတက်စတော့ညဒီကောင်ကတော့မင်းရွယ်ဒီမော်တာကိုဘယ်လက်ညာလဲဥပမာပေါ့နော်ဒီခလုတ်လေးပဲလုပ်ပြီးတော့မှဒီဥစ္စာမင်းရွယ်မှာပဲသုံးမဲ့ဒါစတက်စတော့ခလုတ်ခလုတ်ပတ်တွန်ပေါ့နော်ကျော်ဒီမှာဆိုရင်ဒီဘက်ထားမယ်ဆိုရင်မင်းရွယ်ဒီဘက်ထားမယ်ဆိုရင်အော်တိုပေါ့နော်ကျော်ဒီအဲ့မင်းရွယ်ကိုပြီဘလောက်မှတုံဘယ်ငုံမှတုံထားရေဆိုတော့ဥပမာဒီမှာပေါ့ P1 ဆိုရင်မင်ရွယ် P2 ဆိုရင် auto P3 ဆိုရင် start clock ပေါ့နော် P4 ဆိုရင် stop ပီ5ဆိုရင်ဒီဘဲလှဲ့ပေါ့နော်ဥပမာပီ6ဆိုရင်ညာလှဲ့တဲ့ဒီကောင်ကကျတော့ဒီမင်းရွယ်ဘက်မှာပဲထားမှဒီခလုံးနှစ်ခုကလှုပ်လှုပ်လို့ရမှာပေါ့နော်အဲ့ဥပမာကျွန်တော်တို့ဒီပီ1နဲ့ပြန်ကာထားတယ်ပေါ့နော်အဲ့လိုမျိုးကာထားအဲ့ဒီမှာရေးထားနမူနာလေးရတယ် ျွန်တော်တို့ဘယ်လိုရေးထားလဲဆိုတော့ B1 မင်းညွယ်ပေါ့နော်ဒီမှာဟော B B1 မင်းညွယ်မင်းညွယ်ဆိုတော့သူ့ကို N NO NO club ပေါ့နော်အဲတော့သူ့ကိုဒီဒီလိုဒီလိုမျိုး NO club ဆိုတော့ဒီလိုမျိုးလေးပေါ့ဥပမာဒါဆိုရင် NO NO design လေးပေါ့ NO သူ့ဖိလိုက်မယ်ဆိုရင်ဒီမှာပေါ့နော် let's set သွားမယ်အဲဒီကောင်ကြတော့ B5 B5 ဆိုတာဒီမှာဗောနော် menu လောက်တာတတိပတ်ခလုံးနှစ်ခု B6 ခေါ်တချောင်းရေးမှာဗောနော်တချောင်းရေးမှာဖြစ်ပါလေချောညကောင်ဆိုရင်အဲ့တော့ rau nó chỉ mà xoay nhé thế đi anh nói đi nó khu con trai lâu lại xoay nhé mà áo buộc là bị lý dẻ ở lâu thảo nó thì bị lý dẻ áo buộc một đà lệ khai màu nó mà chỉ mà áo buộc thì lý dẻ quá cho là đà đã chóng bị đòi vào nó đà mê nhờ đã chóng bị đòi vì chỉ có lẽ tôi đủ về có nghĩa là chỉ bắt lẻ mà nó bị sức của tổng thảo အမင်းရဲပတ်ပတ်တော်ခလုတ်ကိုခလုတ်မှာထားအောင်ပါဘောနော်ခနဒီဘက်ကမင်းရဲဒီဘက်ကအော်တိုအဲခလုတ်ကအဲ့လိုပါနော်အဲမင်းရဲဘက်မှာထားရင်စပြီးတော့ဒီမှာအလုံးလုံးလို့ရမှာနော်အော်တိုဘက်မှာဆိုတော့အလုံးမလုံးအလုံးမလုံးဘူးပေါ့နော်အဲဆိုတော့ဒီကောင်းက P 1ပေါ့နော်ဒီဘက်ကကျတော့ P 2 input သုံးထားကြတော့နော် ဒါတကြောင်ဒါဒုတိယမြောက်တကြောင်အမေဒီမှာအတက်ကလာပြရဒီမှာဒီမှာဆိုတာမန်ဆို status stock ခလုတ်ကဒီမှာဗောနော် e p3 လာပြီဒီကောင်က n ဒီကောင်က no ဒီကောင်က nc ဗောနော် nc ဆိုတော့အမြဲတမ်းဝင်တက်ဖြစ်နေရအဲ့ရရသွားတယ်သွားပြီးရင်ဒီမှာ memory 1မှာကျွန်တော်ထည့်ထားဗောနော် memory 1တုံထားတယ်အဲ့ဆိုတော့ဒီလိုအဒီရရ memory 1ဒီမှာတစ်ခေါက်ပါဆိုတော့ဒီကောင် on သွားဆိုရင်ဒီဘက်ကောင်လည်းထ on ပြီးတော့မှာ အလက်စီချောင်း detail ပြန်ဝင်သွားပါဘောနော်အဲ့မှာလည်းတပတ်ပြည့်ပါဘောနော်တပတ်ပြည့်ရဲ့အဲ့လိုလဲနေအများတန်းလဲနေဘောနော်စတော့မနှိပ်မချင်းဒီကောင်မရက်တော့ဘောနော်ခွာစတက်ခလုတ်နှိပ်ထားတဲ့အတွက်တခါနေလိုက်တိုင်းရသွားပြီဆိုရင်ဒီမှာဘောနော်အဲဒါဒုတိယမြောက်အကြောင်းကျတော့ဒါဒါအခြေခံလေးဘောနော်ဒီကောင်ကတော့နည်းနည်းလေးဟိုကဒီ error တွေမရှိအောင်ပြန်ကာပေးထားအောင်နော်ကျတော့ဘာနဲ့ကာပေးထားဆိုတော့ P2 ပီတူဆိုရတယ်မှာအော်တိုပေါ့နော် ကျွန်တော်အော်တိုလဲအော်တိုနဲ့စတန်နဲ့တွဲနှိမ်မှမမ်မိုရီဆပြီးတော့အလုပ်လုပ်မှာပေါ့နော်မမ်မိုရီ1အောက်ပုတ်ထွက်သွားမှာအဲ့နှစ်ခုနှိမ်မှဇာဇုံနှိမ်မှဒီလိုလဲမှာပေါ့နော်ဒါအဲ့လိုဖြစ်လောက်ပြထားရယ်လောက်ပြထားတဲ့အတွက်ကျွန်တော်ဒီဘယ်လိုလဲဆိုတော့ဒီမျိုးလောက်ပြထားတဲ့အတွက်ကျွန်တော်ကျွန်တော်တို့မင်းရွယ်ဘက်မှာထားခဲ့မယ်ဆိုရင်ဒီစတက်ကလုံးဝနှိပ်လို့မရဘူးပေါ့နော် တယ်။အော်တိုဘတ်မှာခလုတ်ထားပြီးတော့မှသာလေစတက်ခလုတ်နေမှာရမှာပေါ့နော်။ကျွန်တော်အဲ့လိုလုတ်ထားပြီးတော့မှပြီးတော့မှဒီမှာလည်းပဲပြန်ကာပေးထားမှာနော်။ဒီမှာအတက်ကလာပြီ။ဒီမှာပြန်ကာပေးမယ်။ဘယ်လိုကာပေးထားမလဲဆိုတော့ဆက်လဲနေတဲ့အချိန်မှာဆက်မောင်းထားတဲ့အချိန်မှာဆိုတဲ့အနေထားဘယ်လိုလဲဆိုတော့အမင်ဝအောက်ပွတ်ထွက်နေရင်ဒီကောင်အောက်ပွတ်ထွက်နေရင်ဆိုရင်ဒါဆိုရင်ဆက်မောင်းနေတဲ့အနေထား ဆက်မောင်းနေတဲ့အနေထားမှာဒီမင်းရွယ်ခလုတ်ဒီအလုံးမလုတ်ဘူးဆိုတဲ့အတိတ်ပဲမှာဒီမာလေးကအသက်လာထည့်ပြလိုက်တယ်နော်။ကြောင်ဒီကောင်မမ်မိုရီ1လို့ထည့်လိုက်။ဒီကောင်လည်းမမ်မိုရီ1လို့ထည့်လိုက်မယ်ဆိုရင်သူ့ NO ဘောဖဲ NC ကတ်တုန်နဲ့ထည့်နော်။ NC ကွန်တက်လေးနဲ့ထည့်ထားလိုက်မယ်ဆိုရင်ဆက်မောင်းနေတဲ့ချိန်မှာမင်းရွယ်ခလုတ်ဒီကအလုံးလုတ်လို့မရဘူးဆိုတဲ့အနေထား။အဲ့ဒီဟာအသက်ထည့် အဲ့ဒီကောင်အတက်ဖဲရှင်းရှင်းလေးကျွန်တော်ပြလိုက်မယ်ဆိုရင်ဒီကောင်က B1 B1 ကမင်းညွဲနော်မင်းညွဲပါနော်ဒီကောင်မင်းညွဲမှာထားပြီးတော့ဒီကောင်ကဗာလဲဆိုတော့ B5 B5 ရမော်တာမင်းညွဲရှေ့လေနောက်လေပေါ့နော်အဲသူအဲ့လိုထားလိုက်မြန်အဲ့ဒါလေးနှိပ်ခဲ့မယ်ဆိုရင်ပြီးတော့ဒီကောင်ကကြတော့ဗာလဲဆိုတော့ စတက်လုံနေတဲ့အချိန်အဲသူ့ကိုသူ့ကကြတော့မမ်မိုရီ1သူ့ကကြတော့ဘယ်လိုလဲဆိုတော့အန်စ်အန်စီဘောနော်အန်စီတုံးထားလိုက်ဒါဆိုလို့ရှိရင်အောက်ပွက်မထွက်ဘူးဆိုတဲ့အတိတ်ဒီကောင်တော့ဒါနမူနာနည်းနဲ့ရေးထားပါနော်ပြီး40ပဲထားလိုက်ပါအချမမ်မိုရီ2လို့လည်းရတယ်ဘောနော်နောက်မှအဲ့ဒါ ဒါမင်းညွယ်လုတ်တယ်ဒါစက်မောင်းထားတဲ့ချိန်မှာဒီခလုတ်တွေကနှိပ်လို့မရဘူးဆိုတဲ့အတိတ်ပါနော်ဒီခလုတ်တွေနှိပ်လို့အလုံးမလုံးဘောဒီကောင်းနေနှိပ်နေလဲအလုံးမလုံးဘူးဆိုတဲ့အတိတ်ပါနော်ဘာသာဒီမှာကလာကာထားတယ်ဒီမှာကာထားဖြစ်ပါတယ်